ော့ဒီချက်ကလူမှုရေးဘာသာရက်ထဲရာအခန်း1ရခိုင်ကမ်းမြောင်ဒေသအကြောင်းကိုတင် जा ပေးသွားမယ်နော်ဒီစာသင်ချိန်မှာဆိုလို့ရှိရင်ရခိုင်ကမ်းမြောင်ဒေသရဲ့ဒီနေရာမြေမျက်နှာတွင်ပြင်းတဲ့ရာသီဥတုအခြေအနေတွေအကြောင်းကိုတားတို့သမီးတို့ဒီချက်ကရှင်းပြပေးသွားမယ် အဲ့ဒီအကြောင်းတွေကိုမပြောပြခင်တစ်ချက်ကခေါင်းစဉ်မှာပါတဲ့ကမ်းမြောင်ဆိုတဲ့သကလုံးလေးကိုအရင်ရှင်းပြမယ်နော် ကမ်းမြောင်ဒေတာဆိုတာပင်လယ်နဲ့တောင်တန်းရဲ့ကြားထဲမှာရှိတဲ့ကျင်းမြောင်ပြီးတော့ရှေလျားတဲ့ဒေတာကိုပြောတာကဲဒါဆိုလို့ရှိရင်ရခိုင်ကမ်းမြောင်ဒေတာရဲ့တည်နေရာကိုအရင်ကြည့်ကြမယ် ရခိုင်ကမ်းမြောက်ဒေသကရခိုင်ရိုးမနဲ့ဘင်္ဂလားပင်လယ်အော်ကြားမှာတည်ရှိတဲ့မြောက်ဘက်ကကျယ်ပြီးတော့တောင်ဘက်ကကျဉ်မြောင်းသွားတယ်။ဒါဆိုမြေမျက်နှာသွင်းပြင်ကိုဆက်ပြီးတော့ကြည့်ကြမယ်။မြေမျက်နှာသွင်းပြင်မှာရခိုင်ကမ်းမြောက်ဒေသရဲ့မြောက်ဘက်ပိုင်းမှာတနုတွန်းခေါက်တောင်တန်းတွေရှိတယ်။အဲ့ဒီတောင်တန်းတွေကြားထဲမှာမြင့်များစီးဆင်းလျက်ရှိတယ်။အဲ့ဒီမြစ်တွေကစီးဆင်းတဲ့အတွက်ကျင်းမြောင်းရှည်လျားတဲ့မြစ်ဝမ်းလွင်ပြင်တွေဖြစ်ပေါ်တယ် ်ရခိုင်ကမ်းမြောင်ဒေသမှာနမ်းမြင်မယူမြင်ကလတန်မြင်နဲ့လေးမျိုးမြင့်တို့ဟာစီစဉ်လျက်ရှိတယ်မယူမြင်ကလတန်မြင်နဲ့လေးမျိုးမြင့်တို့ကပင်လယ်အတွင်းကိုစီးဝင်ရမှာစစ်တွေလွင်ပြင်လို့ခေါ်တယ်မြဝကျုံပေါ်လွင်ပြင်ဖြစ်ပေါ်တယ်အဲ့ဒီလွင်ပြင်ကရခိုင်ကမ်းမြောင်ဒေသရဲ့တစ်ခုတည်းသောမြဝကျုံပေါ်လွင်ပြင်ဖြစ်တယ် နမ်မြစ်ကမြန်မာနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားမှရှိတဲ့နယ်နိမိတ်မြစ်လည်းဖြစ်တယ်။ရခိုင်ကန်ယူရမ်းမြောက်ပိုင်းမှရှိတဲ့သနုတုခေါတောက်တန်းတွေရဲ့အဆက်ဖြစ်တဲ့ကမ်းလွန်ကျွန်းတွေကရခိုင်ကမ်းမြောက်ဒေသမှာပါဝင်တဲ့ထင်ရှားတဲ့ကျွန်းတွေကတော့ဖယုံကာကျွန်း၊ရံပြဲကျွန်းနဲ့မြန်အောင်ကျွန်းတို့ဖြစ်တယ်။ကမ်းလွန်ကျွန်းနေနဲ့ကမ်းရိုးတန်းကြားမှာရှိတဲ့နေရာကနုံမြေပို့ချဆဲပင်လယ်တိမ်ပိုင်းဖြစ်တယ် ပင်လယ်တိမ်ဆိုတာကပင်လယ်ရေတိမ်ပိုင်းကိုပြောတာเนาะဆက်ကြည့်ကြမယ်တောင်ပိုင်းမှာရခိုင်ရိုးမားနေပြီးတော့ကံယူတန်းအထိစီးဆင်းလာတဲ့တောင်ဆွဲတွေကြားမှာရှိတဲ့ပင်လယ်ကွေးတွေဟာလှပတဲ့တဲတောင်ကမ်းခြေတွေဖြစ်ပေါ်စေတဲ့မြန်မာနိုင်ငံရဲ့ထင်ရှားတဲ့ငပလီကမ်းခြေဟာရခိုင်ကမ်းမြောင်ဒေသထဲမှာတည်ရှိတယ် ကဲဒါဆိုတချေတို့ကရခိုင်ကမ်းမြောင်ဒေသရဲ့ရာသီဥတုအခြေအနေတွေကိုဆက်ပြီးတော့ကြည့်ကြမယ်ရခိုင်ကမ်းမြောင်ဒေသရဲ့ရာသီဥတုဟာရေဘူအားဖြင့်အပူချိန်တင့်တင့်ပြီးတော့မိုးများတယ်။အဲ့ဒီဒေသမှာရှိတဲ့စစ်တွေးကြောက်ဖြူတန်တွဲမျိုးတွေကဧပြီလနဲ့မေလတို့ဟာအပူဆုံးလတွေဖြစ်ပြီးတော့ဇန်နဝါရီလကတော့အေးဆုံးလဖြစ်တယ်။ ဒါပေမဲ့အပူအေးကွာခြားချက်ကအရန်တော့မမြင်ရဘူးအဲ့လိုဘာလို့ဖြစ်လဲဆိုတော့အဲ့ဒီမျိုးတွေကပင်လယ်ကမ်းရိုးတန်းမှာတည်ရှိတာကြောင့်မို့လို့အပူအေးကွာခြားချက်ကမမြင်ရတာဖြစ်တယ်ဂျွန်ဂျူလိုင်းနဲ့ဩဂတ်စ်လတွေကမိုးများတဲ့လတွေဖြစ်ပြီးတော့တောင်ဘက်ပိုင်းမှာရှိတဲ့တန်တွဲမျိုးကကြတော့စစ်တွေနဲ့ကြောက်ဖြူမျိုးတို့ထက် မိုးပိုပြီးတော့ရွာသွန်းတယ် ရခိုင်ကမ်းမြောင်ဒေသမှာ တောင်တန်းတွေကကမ်းရိုးတန်းနဲ့အပြိုင်တွယ်တန်းလျက်ရှိတာကြောင့်မိုးများစွာရွာသွန်းခြင်းဖြစ်တယ်။ ရခိုင်ကမ်းမြောက်ဒေသရဲ့မြေမျက်နှာတွင်ပြင်းတဲ့ရာသီဥတုအခြေအနေရာစိုက်ပျိုးရေးလုပ်ငန်းလုပ်ကင်ဖို့အတွက်ကားမွန်တဲ့အပြင်ကိုပင်လယ်ကမ်းရိုးတဲ့တခြားမှာရှိတာရောမြေချောင်းတွေပေါများခြင်းတို့ကြောင့်ငားလုပ်ငန်းလုပ်ကင်ရန်လည်းအထူးကောင်းမွန်တယ်။အဲဒါကြောင့်မို့လို့စစ်တွေကြောက်ဖြူတန်တွဲစတဲ့ဒေသတွေရဲ့ကမ်းရိုးတဲ့တခြားမှာနေထိုင်တဲ့သူအများစုပါငားလုပ်ငန်းကိုအဓိကထားပြီးတော့လုပ်ကင်ကြတယ်။ကြည့်ဒါဆိုလို့ရှိရင်အောက်ကမေကွန်းလေးကိုဆက်ပြီးတော့ ော့ကြည့်ကြမယ်။ Grab အခြေအနေများအရာ ရခိုင်ကမ်းမြောင်ဒေသရဲ့ရာသီဥတုအခြေအနေကိုရှင်းပြပါတဲ့။ကဲဒါဆိုလို့ရှင်ဒီချေတို့ Grab တွေကိုကြည့်ကြမယ်။စစ်တွေမျိုးရဲ့ Grab ကိုအရင်ကြည့်ကြမယ်။ gram မှာဆိုလို့ရှိရင် အပူချိန်ကို degree centigrade နဲ့ပြထားတယ်မိုးရေချိန်ကိုတော့ millimeter နဲ့ပြထားတယ် အောက်မှာကလရဲ့နာမည်တွေပါရှိတယ်။အပူချိန်ကိုသိကျင်လို့ရှိရင်အနီရောင်လိုင်းလေးမှာရှိတဲ့အဆက်ကလေးတွေကိုကြည့်လို့ရတယ်။အပြာရောင်ချဲ့ထားတာလေးတွေကတော့မိုးရေချိန်တွေဖြစ်တယ်။ဒါဆိုစစ်တွေမျိုးရဲ့အပူဆုံးလားက29ဒီဂရီစင်တီဂရိတ်နဲ့မေလဖြစ်ပြီးတော့မိုးရေချိန်အများဆုံးမှာ1296မီလီမီတာနဲ့ဇူလိုင်လဖြစ်တယ်။ ကြောက်ဖြူမျိုးမှာဆိုလို့ရှိရင်29ဒီဂရီစင်တီဂရိတ်နဲ့ဧပြီလနဲ့မေလအပူဆုံးဖြစ်ပြီးတော့1254မီလီမီတာနဲ့ဇူလိုင်လကမိုးအများဆုံးဖြစ်တယ် တန်တွဲမျိုးမှာဆိုလို့ရှိရင်29ဒီဂရီစင်တီဂရိတ်နဲ့ဧပြီလနဲ့မေလကအပူချိန်အများဆုံးလဖြစ်ပြီးတော့1483မီလီမီတာနဲ့ဇူလိုင်လကမိုးရေချိန်အများဆုံးကဲတားလို့သမီးတို့ပြန်မြအပူချိန်ကိုတွက်ကြည့်ခြင်းနဲ့ဆိုလို့ရှိရင်တစ်နှစ်ပတ်လုံးမှာရတဲ့အပူချိန်တွေကိုပေါင်းပြီးသွားလို့ရှိရင်တစ်နှစ်မှာ12လရှိတဲ့အတွက်စနစ်နဲ့စားရမယ်။ဒါဆိုလို့ရှိရင်ပြန်မြအပူချိန်ကိုရရှိမယ်။ ကဲဒါတို့တမီးတို့သဒ္ဒုဒ္ဓတန်းမှာသင်ကြားခဲ့တဲ့ရာသီဥတုအခြေအနေတွေကိုမှတ်မိကြလားဒီချေအားတစ်ခေါက်ပြန်ပြောပြပေးမယ်နော် အပူချိန်အခြေအနေမှာဆိုလို့ရှိရင်ပြင်းမြအပူချိန်26ဒီဂရီစင်တီဂရိတ် အထက်ဆိုလို့ရှိရင် ပူတယ်ပြင်းမြအပူချိန်22ဒီဂရီစင်တီဂရိတ်နဲ့26ဒီဂရီစင်တီဂရိတ်ကြားဆိုလို့ရှိရင် အသင့်အတင့်ပူတယ်ပြီးတော့လို့ရှိရင် ပြင်းမြအပူချိန်22ဒီဂရီစင်တီဂရိတ်အောက်ဆိုလို့ရှိရင်နော်အေးတယ် မိုးရေချိန်အခြေအနေရတော့တစ်နှစ်ပတ်လုံးရရှိတဲ့မိုးရေချိန်စုစုပေါင်း3000မီလီမီတာနဲ့အထက်ဆိုရင်မိုးများတယ်1200နဲ့3000မီလီမီတာကြားဆိုလို့ရှိရင်မိုးအသင်တင်းဖြစ်တယ်1200မီလီမီတာရဲ့အောက်ဆိုလို့ရှိရင်တော့မိုးနေတယ် ကဲဒီစားသင်ချိန်မှာဆိုလို့ရှိရင်ရခိုင်ကမ်းမြောင်ဒေသရဲ့ဒီနေရာမြေမျက်နှာသွင်းပြင်းနဲ့ရာသီဥတုအကြောင်းတွေကိုရှင်းပြပေးပြီးဆိုတော့နောက်စားသင်ချိန်မှာရခိုင်ကမ်းမြောင်ဒေသရဲ့လူမှုဘဝအခြေအနေတွေကဘယ်လိုလဲဆိုတာကိုထပ်ပြီးတော့သင်ကြားပေးမယ်နော်ဒီ channel နောက်စားသင်ချိန်မှာပြန်တွေ့ပါမယ်